မင်္ဂလာပါဒီနေ့တော့ငွေကြေးစျေးကွက်မှာဒေါ်လာ3000ကနေ3800တိတက်လန့်နိုင်ခဲ့တဲ့ Michael Marcus ရဲ့အတွေ့အကြုံတွေကိုပြောပြချင်ပါတယ်အဲသူ့ရဲ့ interview မတန်းကိုခြေခံပြီးတော့ဗောအဓိကကတော့သူ့ရဲ့အစောပိုင်းကာလအတအကြတွေရခဲ့တဲ့သင်ခန်းစာတွေကိုဆွေးနွေးကြမှာပါဟုတ်ပါသူ့ဘဝစကြောင်းအတိတ်ကစိတ်ဝင်စားဖို့ကောင်းတယ်လို့သင်ခန်းစာလည်းအများကြီးရတယ်မာကစ်ရဲ့အစတတော်လေးဟမ်ပြောရင်ရဲစရာတော့ကောင်းတယ်ဒေါ်လာ1000တော့နဲ့စပြီးရင်းနှီးမြှုပ်နှံနေပြီးတော့လေအကြံပေးတဲ့အောင်ငားလိုက်သေးတယ်ဟွန်း အေးအကျံပေးကိစ္စကနည်းနည်းထူးဆန်းတယ်ဟုတ်တယ်သူလစားကအာလူကြော်နဲ့အချိုရည်ပဲတဲ့ဆိုတော့ဘလော့အရေးချင်းရှိမလဲခံမန်းစာကြည့်ရောအေးပတ်စံကြီးအကုန်ပြောင်းရောအဟမ်းတကယ်လားဆိုတော့အလင်းခန့်လိုက်ရတဲ့သဘောပေါ့အဲ့လိုပဲဖြစ်မှာပေါ့နောက်အသက်အာမခံကာရတဲ့ပတ်စံနဲ့ထက်လို့ထက်ရှုံးမယ်အဲသူက contract အရွယ်စားဆိုတော့ဘာမှတော့မထိခဲ့ဘူးဆိုတော့လေအခြေခံဘ ਹੁ တူတာဘလော့နဲ့ခက်လဲစဉ်းစားကြည့်ပေါ့တကယ်ပဲအခြေခံအချက်တီမတိပဲနဲ့ဒီလောကထဲဝင်တာကတော့အမ်တော်တော်အန်ဒီရများလာပေါ့ ီးတော့ဟိုသူများဖျောက်တာကိုအလွဲတကူယုံလိုက်တာမျိုးပေါ့သူ့အကြံပေးကပြောသေးတယ်ဆိုအာမခန့်ကျက်ရှိတဲ့အမျက်ကိုဘယ်သူမှမလိုချင်ဘူးလားဆိုပြီးဟုတ်တယ်ဟုတ်တယ်အဲ့လိုတွေဂျုံခဲရတာဒါပေမဲ့အဲ့ဒီနောက်မှာတော့ပထမဆုံးအောင်မြင်မှုကြီးတစ်ခုရခဲ့သေးတယ်อืมဘယ်လိုဖြစ်သွားတာလဲအသက်အမခံကထားတဲ့ဒေါ်လာ3000ကိုထုံးတယ်ဒီတစ်ခါတော့သူနာမည်လေ့လာတယ်ခဲတနာဆိုတဲ့သူရဲ့စားရေးသုံးသက်ချီဖတ်ပြီးတော့ပြောင်းမှုစည်းဝါးမှာဝင်လို့တာကံကောင်းပြီဒေါ်လာ3000အထိဖတ်သွားတယ်โอ้ ဆယ်ဆောက်လောက်မြတ်သွားတာပေါ့ဂျာကာတာသူတို့ကောင်းတဲ့လက်ပြောင်းပဲဒါမဲ့အဲ့ဒီအောင်မြင်မှုကခဏပဲနောက်နှစ်မှာပြင်သနာတက်ရောအမေစီကဒေါ်လာ2000ထပ်ချေးတယ်ကိုဘဆက်3000နဲ့ပေါင်း5000လုံးကိုပြောင်းမှုမှာပဲထပ်ထဲတာအိုးမလို့သိမ့်ဘူး all in ပဲလိုက်တာပေါ့ဟုတ်တယ်အမှဒေါ်လာလေး3000ထောင်ရှုံးပါလေရောအာဒါကတော်တော်နာကျင်ရမယ့်သင်ခန်းစားပဲတချက်ကဟိုကံကောင်းပြီးအောင်မြင်မှုရလာရင်ကိုကိုကိုအထင်ကြီးလွန်းတော်တတ်တဲ့သဘော over confidence ဟုတ်တယ်မနဲ့ နောက်တစ်ခုကတော့အရေးကြီးဆုံးပဲကိုပိုင်ဆိုင်မှုအလုံးကို တနည်းအားဖြင့်ပုံမထားဖို့စွန့်စားမှုကိုစီမံခန့်ကွယ်ဖို့ risk management ဆိုတဲ့အခြေခံစီမင်းကိုချိုးဖောက်မိတာပဲဒါပေါ့အဲ့ဒီအကြီးအကျယ်ရှုံးနေမှုကနဲ့သူ့တအလဲပြောင်းခစ်စေခဲ့တာကလမ်းညွှန်မှုကောင်းရလိုက်တာပဲသူ Randolph Company မှာအလုပ်လုပ်ရင်လည်းခိုးချောင်ခိုးဘအယောင်းဝယ်လုပ်ခဲ့ရသေးတာဒါမဲ့နောက်ပိုင်း S Quota ဆိုတဲ့လူနဲ့တွေ့ခဲ့တယ်အင်း S Quota ဆိုတာကတော့နာမည်ကြီးပဲ သူကမာကတ်စ်အတွက်တကယ်မန်တော်ထီခဲ့ပုံရတယ်အဓိကတင်ပေးခဲ့တာကစနစ်ကျတဲ့နီလန်ဒီဟုတ်ကဲ့ဘာတွေလဲဥပမာဈေးကွက်ရဲ့ဥရိယအတိုင်းလိုက်ရောင်းဝယ်လို့တာ trend following ဆိုလို့တော့ကဈေးတက်နေရင်ဝယ်ဈေးကျနေရင် ရောင်းတာမျိုးပြီးတော့အရေးကြီးဆုံးကအရှုံးကိုအမြန်ဆုံးရပ်ပစ်ဖို့ cutting losses อืมအရှုံးရတာဟုတ်တယ်ကိုထပ်မထားတဲ့ဈေးအောင်ရောက်တာနဲ့ရောင်းထုတ်ပစ်တာမျိုးမြတ်ရနေတော့စက်ကင်ထားဖို့ riding winners နဲ့စိတ်ရှည်ဖို့အရေးကြီးပုံတွေကို စိတ်ကောတာကလမ်းညွန်ခဲ့တယ်။စိတ်ဝင်စားဖို့ကောင်းတယ်။နောက်ပိုင်း Amos Hospital ဆိုတဲ့ Wyan ပွဲစားကလည်းဒီအချက်တွေကိုပဲထပ်အတည်ပြုပေးခဲ့တယ်ဆိုတော့မှန်ကန်တဲ့အလမ်းညွန်မှုကတကယ်တန်ဖိုးရှိတာပေါ့။ဒါပေါ့လမ်းမှန်ပြပေးမဲ့သူရှိတာကတကယ်ကွာခြားသွားစေတယ်။နောက်တစ်ခုထူးထူးဆန်းဆန်းအောင်မြင်မှုလည်းရှိစေတယ်။အထက်သား Plywood အယောင်းဝယ်အကောင်းအစ်စ်ကိုတလာချေးရနဲ့ဖွင့်ပြီးဈေးကွက်စောင့်ကြည့်နေတော့။음အစိုးရကဈေးတုံးထိန်းချုပ်ထားလို့တတ်မှတ်မြင်လာချက်စီထက်ရောင်းခွင့်မရှိတဲ့အထက်သားကလေ အဲ့ဒီမျက်နှာချက်ဈေးကိုကြော်ပြီးအယောင်ဝဲချစ်နေတာကိုသူသွားတွေ့တယ်။အဲဆိုတော့ဈေးကထမဟာကွယ်တခုကိုတွေ့ပါတာပေါ့။ဟုတ်တယ်ဒါနဲ့သူဝင်ဝင်လိုက်တာထော်လာဆက်တောင်းနဲ့ထောင်ပြကွာရောချစ်ရကိုင်းနေလေ။အော်ဩစီရပဲ။ဒါကဈေးကွက်ကထူးခြားမှုဒါမှမဟုတ်စင်းနေရဲ့အားနဲ့ချက်ကိုမြင်အောင်ကြည့်ပြီးအခွင့်ရေးရယူနိုင်ကြတဲ့တာရကကောင်းပဲ။သူများတွေတတိမထားမိတာကို သူကမြင်သွားတာ။ဒါပေမဲ့လေထုံးစံအတိုင်းပဲ။ ဲ့ဆက်နှစ်ထောင်ကလည်းကြာကြာမခံလိုက်ဘူးဒီတစ်ခါတစ်လမ်ဘတ်ဈေးကွက်မှာအထက်သားတုံးလိုပဲဖြစ်လိမ့်မယ်ဆိုပြီးရှိတဲ့ဆက်နှစ်ထောင်နီးမအကုန်ထိပ်ပြန်ရောဟုတ်ထပ်ပြီးတော့လားအကုန်ထပ်ပုံလိုက်ပြီဟုတ်တယ်ကန်ဆိုးကျင်တော့အစိုးရကြီးညာချက်တခုထွက်လာပြီးဈေးကပြိုကျရောပိတ်ဆံက၄ထောင်အောက်ပြန်ရောက်သွားတယ်အဲ့ဒီအချိန်မှာလက်တွေတောင်တုံတယ်လို့သူကပြောတယ်ကြောက်စရာကြီး ဒါသူ့ဘွားမှာနောက်ဆုံးချင်းကပုံပြီးအယောင်ဝဲလုတ်ခဲ့တာပဲလေဆိုတော့တင်ကန်းစာကတော့အယိုးတဲ့ဆွဲသွားတော့ပြီဟုတ်တယ်အဲ့လိုပြောတယ်ကီဖြစ်ဖြက်ကယင်းနိမြွတ်နံမှုပရိမာဏသတ်မှတ်ခြင်း position sizing ဆိုလိုတာကကိုအကောင်ရွယ်စားနဲ့ရှင်ရင်အယောင်ဝဲတစ်ခုတော့ဘလောက်သုံးမလဲဆိုတာကိုတခြားတွက်ချက်ဖို့လိုအပ်ပုံကိုထပ်ပြီးအလေးနဲ့ပြလိုက်တာပဲမမရင်တခါအောင်မြင်နိုင်နောက်တခါထပ်တူချစ်မယ်လို့ယူဆလို့မရဘူးပေါ့နော်ဒါပေါ့စိတ်လှုပ်ရှားမှုက ဆုံးဖြတ်ချက်အမောင်ဒီစီဘလောက်လွယ်လွယ်တွန်းပေါ်နိုင်တယ်လဲဆိုတာလဲရှင်းနေတာပဲဒီလိုခါပြီးတဲ့အတွင်ကြုံနေအများကြီးကနေမာကတ်ချမှတ်ခဲ့တဲ့သူ့ရဲ့ကိုပိုင်အယောင်းဝယ်စီမင်းနေအဓိကအချက်တည်တာဘာလို့ချက်မလဲအဓိကကတော့သူပြောတာကအယောင်းဝယ်အိုင်ဒီယာတစ်ခုအတွက်ကိုယ့်ရဲ့စုစုပေါင်းငွေရဲ့9%တဲ့ပို့ပြီးဘရော့မှာစွန့်စားမှုမယူဟောပဲဒါက position sizing နဲ့ဆိုင်တဲ့อืม5% rule ဟုတ်တယ် ပြီးအမီရန်အရှုံးရမတ် stop loss order တုံးဟုတ်ဒါကအရေးကြီးတယ်ကိုတတ်မှတ်ထားတဲ့ဈေးရောင်းရင်မဖြစ်မနေရောင်းတာဖို့ဂတိပြုတာမျိုးပေါ့အရှုံးကိုကန့်တတ်လိုက်တဲ့သဘောမှန်တယ်နောက်တစ်ခုကအယောင်းွယ်တစ်ခုစားလုပ်ပြီးတိတ်မချခင်မှာအမ်ကိုစိတ်ထဲမှာတစ်ခုခုမာနေပြီလို့ခံစားရရင် အရှုံးနဲ့တော့ချက်ချင်းပြန်ထွက်ဖို့မရှက်ဖို့ပဲအင်းဟုတ်ကဲ့အရေးကြီးဆုံးကတော့သူ့အချင်းချင်းတင်းနန်းစာရခဲ့တယ်လို့ပဲ အရှုံးတွေကိုမြန်မြန်ဖြတ် cut losses short ပြီးမြေရနေတာတွေကိုတော့တတ်နိုင်တဲ့လောက်စက်ကင်ထားဖို့ let profits run ပါပဲဒါကတော့တော်တော်များများပြောကြတဲ့အချက်ပဲနော်ဟုတ်တယ်ဒါမဲ့လက်တွေ့လုပ်ဖို့ကခက်တယ်နောက်ပြီးကိုနီလာအတိုင်းပဲလုပ်ဖို့ပြီးတော့အခြေခံချက်လာနီးပညာပိုင်းခွဲခန်းစိတ်ဖြာမှုဈေးကွက်ရဲ့အနေထားအားလုံးကကိုယ့်ဘက်မှာရှိနေတယ်လို့ယုံကြည်ရတဲ့အလုံးကောင်းတဲ့အခွင့်အရေးမျိုးကိုစိတ်ရှိရှိနေဆောင်တာဖို့လည်းလိုတယ် အများအားရောင်းဝယ်လုပ်နေဆရာမလုံးဘူးပေါ့ဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းတာက Marcus Corin ကနောက်ပိုင်းမှာသုံးတတ်တယ်ဈေးကွက်ထပ်ပညာရှင်တွေပိုများလာတယ်သတင်းချက်လက်တွေကရန်များလာတော့အရင်လိုဈေးကွက်လမ်းကြောင်းအတိုင်းလိုက်တဲ့ trend following နိစနစ်တွေကအရင်လောက်အလုပ်မချစ်တော့ဘူးလို့သူမြင်လာတယ် adaptability ကိုတုံးနေတဲ့နီလန်းကိုလည်းဝေဖန်ပိုင်းကြပြီးပြန်သုံးတတ်ရမယ် critical thinking ဟုတ်ပါတယ်သူပြောသလိုပဲလူတိုင်းကတစ်ခုခုကိုဝေနေပြီဆိုရင်အဲ ကိုကိုကိုပြန်မေးရတော့မှာစက်ဝဲဖို့နောက်ထပ်ပဇူရီကြံသေးလဲဆိုတဲ့မြေခုံမျိုးပေါ့ဈေးကအဆုံးထိတက်သွားပြီလားဆိုတာစဉ်းစားရတော့မယ်မှန်ပါတယ်စူးစီးရရင်တော့မိုက်ကယ်မာကတ်စ်ရဲ့အတွေ့အကြုံတွေကတကယ်ဆုံးရှုံးမှုတွေကြားနေတင်ယူပြီးမှအောင်မင်းမှုစီတက်လန်းခဲ့တဲ့ခိကျန်းတခုလို့ပြောရမှာမယ်ဒါပေါ့အဓိကကောက်နှုတ်ရမယ့်ချက်တွေကစွန့်စားမှုကိုစနစ်တကျစီမံခန့်ခွဲဖို့ဟော position sizing တို့ stop loss တို့တုံးတာမျိုးနောက်စိတ်ပိုင်းဆိုင်ရာစီကန်းရှိဖို့အရှုံးကိုမြင်မြန်ရက် အမြုပ်ကိုဆက်ကိုင်းတာမျိုးပြီးတော့လမ်းညွန်မှုရဲ့တံပိုးနဲ့ကိုလမ်းကိုရှာဖို့အရေးကြီးပုံဒီပဲဖြစ်မယ်ထင်တယ်ဟုတ်ပါတယ်တကယ်ပဲသူဇလန်ကအမားတွေကနေသင်္ကန်းဆိုင်ယူရင်းရဲ့စွမ်းအားကိုပြတယ်ဒါကဘာလို့မဆိုကိုနယ်ပယ်မှာဂျုံရတဲ့ကြာရှုံးမှုတွေကနေဘလို့သင်္ကန်းစာယူဘလို့ကြံ့ကြံ့ခံပြီးရှေ့ဆက်မလဲဆိုတာကိုစဉ်းစားစီတာပေါ့။အင်းတကယ်ကြွန့်ကျင်မှုဆိုတာဒီလိုအနိုင်မြင့်တွေကိုဖျက်ဆီးပြီးမှပဲရနိုင်တယ်လား။ ဒါပေမဲ့ပိုလွယ်တဲ့နည်းလမ်းရှိနိုင်မလားဆိုတာကတော့အမ်ဆက်ပြီးတွေးဆစရာအကြောင်းအရာတစ်ခုဖြစ်မှာပါ။ဟုတ်ကဲ့ဒီနေ့တော့ Michael Marcus ရဲ့အတွေ့အကြုံတွေကနေရလိုက်တဲ့သင်ခန်းစာတွေကအများကြီးပဲเนาะ။နားထောင်ပေးတဲ့ကျေးဇူးတင်ပါတယ်။နားပတ်မှာပြန်ဆုံကြရပါဘော။